ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီမှာရွေရပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခொနေသားသမီးများချူတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးဇင်ယောနီမှဟောကြားထားသော 2025ခုနှစ်နိုဝင်ဘာလ26ရက်နေ့မှဒီဇင်ဘာလ2ရက်နေ့အထိတပတ်စာကြံပြုဟော့စတန်ကိုပြည်ပြည်ဆုံဆုံဖတ်ကြားပေးထားပါတယ်။အစည်းအဝေးလေးမစခင်မှာတဦးစေတနာတဦးမြတ်တာဆိုသလိုစဖိုင်လေးနဲ့ပြီးခဲ့ဖို့တောင်းဆိုပါရစေ။အစ်စ်တနိုင်းတည်အောင်လဲမင်းတော့ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။ တနင်္ဂနွေသားသမီးများအတွေ့တပတ်စာဟော့စတန်ဒီရတွေတွင်မှာတကြားမှသလိုဝေစာမလိုက်သလိုအံ့ဩစရာကောင်းလောက်အောင်ထူးထူးခြားခြားတိုးတက်ပြောင်းလဲမှုတွေကြုံလာမယ်။တရင်ကောင်းဧည့်သည်ကောင်းတွေ ရောက်လာမယ်။ခီးနဲ့ပတ်သက်တဲ့ရဝေးနဲ့ဆက်နွှဲတဲ့အလုပ်တွေမှာအောင်မြင်မယ်။အဖိုးတန်းပစ္စည်းတွေရဝေးကလည်းငွေတွေပစ္စည်းတွေရောက်လာတတ်ပါတယ်။အနည်းကမိတ်ဆွေမောင်နှမတွေကြောင့်စိတ်ညစ်ရတတ်ပါတယ်။လူရင်းတွေကအမှုပြတနာကြုံရတတ်တယ်။နေရာထိုင်ခင်အဆောက်အဦကိစ္စအခက်အခဲကြုံတတ်ပါတယ်။ပြတနာဖြစ်နေသူတွေနဲ့ပြန်ပြီးအဆင်ပြေသွားမယ်။အထင်လွဲခံရတာတွေအဆင်ပြေသွားမယ်။ဆရာသမားကြီးကဲသူတို့ရဲ့အကူအညီကောင်းတွေလည်းရမယ်။ပညာရေးတင်တယ်။ဘာသာရေးကိစ္စအခွင့်အရေးကောင်းတွေ ွေးပေါ်လာမယ်။စင်ရင်စရာမှန်းရွံ့တာအလိန်ခံရတာရင်းနှွေးစစ်သွေးနဲ့ထိကင်မိတာမျိုးသတိပြုပါ။ချစ်သူအိမ်အောင်ဘက်မှာစမ်းမာရေးသတိပြုပါ။အကျိုးပေးကံကောင်းစေသောကဏ္ဍများမှာတုံငါကဏ္ဍများဖြစ်ပါတယ်။ရရရမျက်စင်မျက်စိစေဝါမျက်မှန်ဆိုင်ရာ ကုသူပြုပါလေ။တနင်္ဂနွေသားသမီးများလုံးကိုစိတ်နှပြံစမ်းမာချမ်းသာကြပြီးကံညာဝရိယသုံးချက်လုံးအားကောင်း ကြိုးပမ်းတော်မူလန်းကြပါစေ။တနင်္ဂနွေသားသမီးများအတွေ့တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတခုရေးပြီးရေးပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှော်ဝေပြီးကဲနော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာဇင်ယောနီနဲ့ဗီဒီမီမြန်ဆွေးနွေးတိုင်ပင်လို့တဲ့အခါ39 8လေးကိုတလေးလေးတလေးတူဘိုင်ဘာမတဲ့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။တနင်္လာအသားသမီးများအတွေ့တပတ်စာဟော့စတန်ဒီရက်တွေအတွက်မှာငွေရွှင်ကြီးရွှင်နေမယ်ထီထိုးတဲ့ရက်တွေပါပဲအဖို့ရန်ပစ္စည်းတွေဝင်တာ လက်ဆောင်ပစ္စည်းတွေရတာအကြောင်းကြောင်းကြောင့်ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတာရဝေးကဝန်သားစရာဧည့်သည်တွေရောက်လာတာနေရာထိုင်ခင်းကိစ္စအဆောက်အဦကိစ္စအဆင်ပြေအောင်မြင်တာတွေကြုံရမယ်လျှက်စစ်နဲ့ပတ်သက်လို့ပြုပြင်ပြင်ဆင်မွမ်းမံရတာတွေလုပ်ဖြစ်မယ်အောက်လယ်ငယ်သားသားသမီးအတွေ့စိတ်ချမ်းသာစရာတွေကြုံရမယ်အောက်လယ်ငယ်သားတို့ရဲ့ပညာရေးကိစ္စခရီးကိစ္စတွေအောင်မြင်မယ်အခြေအိမ်ဆောင်ရေးမှာလည်းကောင်းသောအပြောင်းလဲတွေကြုံလာရမယ်သူတစ်ပါးရဲ့အခြေအိမ်ဆောင်ရေးမှာတော့ဂျမ်းညံ ဖြည့်ရှင်ပေးရတဲ့တဲ့အတို့အထောင်ချုပ်တွင်းသူများကြောင့်မိသားစုစိတ်ဝင်ကွဲရတဲ့တဲ့အလုံးမှာအတိုက်ခံအပြိုင်ဆိုင်တွေကြောင့်စိတ်ညစ်ရတဲ့ပါတယ်အထူးသဖြင့်မိမတယောက်ကခလောက်ဆန်နေတတ်ပါတယ်အကျိုးဝေကံကောင်းစေသောကဏ္ဍများမှာနှစ်လေးကဏ္ဍများဖြစ်ပါတယ်ရရကိုရင်လေးများကိုငွေရှိကဏ္ဍလှူပါလေတနင်္လာသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကံညာဝရိယသုံးချက်လုံးအားကောင်းအောင်ကျိုးပန်းတော်မူနိုင်ကြပါစေတနင်္လာသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပေးရ ခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှော်ဝေပေးခဲ့နော်မိတ်ဆွေတို့ရခဲ့ကြတွေကိုဆရာဇင်ယော်နီနဲ့ဗီဒီမင်းမြန်ဆွေးနွေးတိုင်ပင်လုပ်တဲ့အခါ39 6949တလေးလေးတလေးတူဘိုင်ဘာမှာတည်းဆက်သွဲမင်းမြန်နိုင်ပါတယ် အင်္ဂါန်သားသမီးများတွေတပတ်စာဟောစတဲ့ဒီရက်တွေအတွင်းမှာစိတ်ချမ်းသာစရာတွေအတော်များများကြုံလာမယ်။ပြောဝဲရွှင်ပွဲတွေကြုံတာ၊အီအီစီစီခရီးတွေသွားတာ၊အဖို့ရန်ပစ္စည်းတွေဝင်တာ၊စိတ်ချမ်းသာပွဲသတင်းကောင်းဧည့်သည်ကောင်းတွေရောက်လာတာကြုံရတတ်ပါတယ်။အမျိုးသမီးတူကထိထိရောက်ရောက်အကူအညီကောင်းတွေပေးလာလိမ့်မယ်။လုပ်ငန်းတွေတည်တည်တသာအောင်မြင်တာ၊စီးပွားတည်တည်တသာတက်တာမျိုးတွေကြုံရမယ်။အောက်လည်ငယ်သားတွေအတွက်ပူပင်နေရရင်အေးချမ်းသွားလိမ့်မယ်။မိဘဆရာသမားကြီးကဲသူတွေအတွက်လည်း ဲဝမ်းမြောက်စရာတွေကြုံရကြားရတတ်ပါတယ်ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာအောင်မြင်မယ်ထိပေါက်သလိုငွေတွေဝင်လာခြင်းရှိပါတယ်ဆုံးရှုံးမတက်ဖြစ်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်အိမ်ကြီးချင်းလည်းလုပ်ပေါ်ကံဘက်တွေကအကောက်ကျန်းတော့သတိပြုပါလိမ့်ကြချော်လဲတာမျိုးတွေသတိပြုပါအခြေအိမ်တော်ကြီးမှာတရင်ကောင်းကြားရမယ်အကျိုးပေးကံကောင်းစေသောကဏ္ဍများမှာခုနှစ်ကဏ္ဍများဖြစ်ပါတယ်ရရရမိတ်ဆွေများကိုအဝတ်အထည်ဒါနပြုပါလေအင်္ဂါသားသမီးများအလုံးကိုစိတ်နှပြန် ကြမ်းမှချမ်းသာကြပြီးကံညာဝရိယသုံးချက်လုံးအားကောင်းကျိုးပန်းတော်မူလာကြပါစေ။အင်္ဂါအသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကဲကဲတွေကိုဆရာဇင်ယောနီနဲ့ဗီရင်မင်းမြန်းဆွနွေးတိုင်မဲ့လို့တဲ့အခါ၃၉၈၉လေးကိုတလေးလေးတလေးတူဘိုင်ဘာမထက်ဆက်သွဲမင်းမြန်းနိုင်ပါလေ။ ဘူရူသားသမီးများတွေတပတ်စာဟော့စတယ်ဒီရက်တွေအတွင်းမှာဘေးကျနှံကျ အခက်ခဲတွေကြုံရတတ်ပါတယ်ကိုယ်နှုတ်ဆက်ကန့်ကွက်မဲ့သူတွေနဲ့ပဲကြုံနေရတယ်တဲ့မလုပ်ချင်တဲ့အလုပ်တွေကိုလုပ်နေရတယ်တဲ့ရည်ရွယ်ထားတဲ့အလုပ်တွေ ပြတ်သွားတတ်တယ်သူတို့ဘာရဲ့ကိစ္စတွေနဲ့ အချိန်ကုန်နေလိမ့်မယ်ဒါပေမဲ့ကျေးဇူးမတင်တဲ့အပြင်မကောင်းမြင်အထင်လွဲတာတောင်းခံရတဲ့တည်းစကားများဖြေရှင်းရတဲ့တည်းအဖိုးတိုင်းပစ္စည်းဝဲတဲ့ရောင်းတဲ့ကိစ္စတွေမှာလည်းထင့်ငော်လွဲချော်နေတဲ့တည်းအောက်လင်ငယ်သားနဲ့ပတ်သက်ပြီးစိတ်နှခွအဖြစ်စရာတွေကြုံရမယ်တခုခုခံရတဲ့တည်းရေရင်းရေကန်ကိုရေရင်းရေကန်ကိစ္စတွေကြောင့်စိတ်ညစ်ရတဲ့တည်းခရီးကိစ္စတွေလည်းအစစ်မပြေဖြစ်တတ်ပါတယ်အခြေရေးအိမ်တော်ကြီးမှာတော့အဖို့ထစ်တွေးပြေလည်သွားမယ်နေရာထိုင်ခင်းကိစ္စအဆောက်အဦးအဆောက်အဦးကိစ္စတွေအဆင်ပြေအောင် မြင်မယ်။ကြီးကဲသူလူကြီးဟောင်းတို့ရဲ့ကိုကြီးဆောင်မမှုတွေပေါ်လာမယ်။ဂျင်းနီမြုံနှံခြင်းလုပ်ငန်းတည်ထောင်ခြင်းများပြုတ်တဲ့အချိန်ဖြစ်ပါတယ်။အကျိုးပေးကံကောင်းစေသောကဏ္ဍများမှာတစ်တုံးကဏ္ဍများဖြစ်ပါတယ်။ရရရညောင်ပင်မှာအမိုက်လဲရင်ဆူတောင်းလိုက်ပါလေ။ညောင်ပင်အောက်မှာအမိုက်လဲရင်ဆူတောင်းလိုက်ပါလေ။ဘုရိုသားသမီးများလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပြီးကံညာဝရိယအသုံးချလုံးအောက်ကောင်းအောင်ကျိုးပန်းတော်မူနိုင်ကြပါစေ။ဘုရိုသားသမီးများတွေတိုက်ဆိုင်မှန်ကန်မှာကကွမ်းမန်းမှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့ တွေမြောက်ပြီးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာဇင်အောင်နီနဲ့ဗီရင်မင်းမြဆွနွေးတာမြင်လို့တဲ့အခါ၃ညကို၈ကိုလေးကိုတလေးလေးတလေးသူဘိုင်ပါမတဲ့ဆက်သွဲမင်းမြနိုင်ပါတယ်ကျောင်းတော်ရင်းသားသမီးများအတွက်တပတ်စာဟော့စတန်ဒီရက်တွေအတွက်မှာမိတ်ဆွေဆရာသမားတွေရဲ့အကူအညီကောင်းတွေရတဲ့ပညာရေးကိစ္စ တန်တန်းကိစ္စဘာသာရေးကိစ္စတွေနဲ့ခီးသွားတတ်ပါတယ်ပြပခီးစီစဉ်နေသူများလည်းအဆင်ပြေသွားမယ်မရည်ရွယ်ပဲနဲ့အဖို့တန်းပစ္စည်းတွေဝင်လာတတ်ပါတယ်အမျိုးသမီးမိတ်ဆွေတယောက်ကြောင့်စိတ်ညစ်ရတဲ့တဲ့အောက်လည်းငယ်သာဒုက္ခပေးတတ်ပါတယ်တလိဆန်ဒုက္ခပေးတတ်တဲ့ဂျာမားရေးကိစ္စအတွေ့ခီးသွားတတ်တဲ့လူနာဧည့်သည်အပူသည်ရောက်လာတတ်ပါတယ်လုပ်ငန်းဟောင်းနေရာဟောင်းအသူတွေနဲ့ပြန်ပြီးပတ်သက်ရတတ်ပါတယ်အလုပ်တော်ဝင်နဲ့နေရာထိုင်ခင်းများကောင်းသောပြင်ဆင်ပြောင်းရွှေ့ရခြင်းတွေကြုံရမယ်ငွေကိစ္စတွေအလွယ် လွဲအချောချောဖြစ်တတ်ပါတယ်။တေချာပေါက်ရမယ့်ငွေတွေလွဲသွားတတ်တယ်။မြေခုံဖြည့်ရှင်းရတတ်တယ်။သူတို့ဘာကိစ္စကိုလိုက်လံကူညီရတတ်ပါတယ်။အခြေအိမ်တော်ကြီးမှာတော့အင်မတန်စိတ်ချမ်းသာစရာတွေကြုံလာရတတ်ပါတယ်။အချိုးဘေးကံကောင်းစေသောကဏ္ဍများမှာ၄၆ကဏ္ဍများဖြစ်ပါတယ်။ရရရမိခင်အတော်ဆရာမစသူတို့ကိုငွေ9ကဏ္ဍလှူပါလေ။ဇာတာပရိသသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကံညာဝရိယအသုံးချက်လုံးအောက်အောင်ကျိုးပန်းတော်မူနိုင်ကြပါစေ။ဇာတာပရိသသမီးများတွင်တိုက်ဆိုင်မှန်ကန်မှာ ားကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်ညွှန်ဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကြွေကိုဆရာဇင်ယောနီနဲ့ဗီရင်မင်းမြန်းဆွနွေးတိုင်မြေလိုတဲ့အခါ39 8649တလေးလေးတလေးတို့ဘိုင်ဘာမှာတည်းဆက်သွဲမင်းမြန်းနိုင်ပါတယ် တောက်ကြသားသမီးများအတွက်တပတ်စာဟော့စတန်ဒီရက်တွေတွင်မှစိတ်ချမ်းသာစရာခီးအချို့လူခီးတွေတွားပြင်မယ်နိုင်ငံရဲ့ချခီးစီစဉ်နေသူများလည်းအထမြောက်အောင်မြင်မယ်ရဝေးကဆွေမျိုးမိတ်ဆွေတွေနဲ့အမတ်မထင်ပြန်လည်စုံစည်းရတယ်ပါတယ်ရဝေးကဆရာသမားကြီးကဲသူတွေကအကူအညီကောင်းပေးလာလိမ့်မယ်အဖိုးရန်ပစ္စည်းနှမျိုးဝန်တတ်ပါတယ်အောင်လငယ်သားတွေကျမ်းမာရေးညံ့တတ်တယ်စိတ်ညစ်စရာဧည့်သည်ရောက်လာတတ်တယ်ရင်တွေဆက်တွေးကြောင်စိတ်ညစ်ရတယ်ပါတယ်အခြေအိမ်တော်ကြီးမှာမောင်နှမသားချင်းကြောင်စိတ်ရှုပ်ရမ ယ်ယောဂဟောင်းပြဿနာဟောင်းတွေသတိပြုပါအနိကကြေကဲသူတွေနဲ့စိတ်သဘောကွဲရတာပါတယ်အလုံးမှာရှစ်တိုးရခက်နောက်ဆုံးရခက်အခြေအနေမျိုးကြုံရတတ်တယ်မထမတဲ့နေရာကငွေတွေအများကြီးဝင်လာတတ်ပါတယ်ချစ်သူအိမ်နောက်ဘက်မှာငွေပစ္စည်းပျောက်တတ်ပါတယ်အကျိုးမေကံကောင်းစေသောကဏ္ဍများမှာ9ခုနှစ်ကဏ္ဍများဖြစ်ပါတယ်ရရရဖခင်ဦးလေးဦးကြီးစေရစသူတို့ကိုငွေရှစ်ကဏ္ဍလှူပါလေတောက်ကြသားသမီးများလုံးကိုစိတ်နှပြံကျမ်းမာချမ်းသာကြပြီးကံညာဝရိယသုံးချက်လုံး အားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေ။တောက်ကြားသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့ကြွယ်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကက်ကက်တွေကိုဆရာဇင်ယောနီနဲ့ဗီရီမီမြန်ဆွနွေးတိုင်မလို့တဲ့အခါ၃၉၈၉လေးကိုတလေးလေးတလေးတူဗိုက်ဘာမထက်ဆက်သွင်းမင်းများနိုင်ပါတယ်။ စနေသားသမီးများတွေတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာစကားများရန်ဖြစ်ရတဲ့တဲ့ဘလို့ပဲကင်းအောင်နေနေပြဿနာတွေကလာပြီးပတ်သက်နေတတ်ပါတယ်မိသားစုအတွင်းမှာလည်းတယောက်တစ်ပေါက်စိုးသလိုဖြစ်နေမယ်ပြီးသွားပြီလို့ထင်ထားတဲ့ပြဿနာတွေပြန်ပေါ်လာတဲ့တဲ့အလုံမှစိတ်ကုံစရာတွေကြုံလာမယ်အလုံပြောင်းခြင်းနဲ့စိတ်တွေပေါ်လာတတ်ပါတယ်အလုံပြုတ်တာတို့အိမ်မောကဆင်းသွားတာတို့ကြီးစားနဲ့ပြတ်သွားတာတို့ဆိုတာဒီလိုကိန်းမျိုးမှာကြုံရတတ်တာကိုသတိပြုပါအင်မတန်ရင်းနှီးသူတွေကကျမ်းမာရေးအသေးအတန်ညံ တတ်ပါတယ်မထင်မှတ်တဲ့နေရာကငွေကူးကြီးရတဲ့တဲ့ထိပေါက်မဲပေါက်သလိုငွေတွေပစ္စည်းတွေဝင်လာတတ်တယ်အောက်လငယ်သားတို့အတွက်စိတ်ချမ်းသာစရာတွေဖြစ်လာမယ်မိမိပျောက်ပျောက်ဖြစ်နေတဲ့လူတွေပြန်ပေါ်လာတတ်တယ်ပွဲစားအကျိုးဆောင်လုပ်ငန်းပညာရေးတင်နန်းဝင်လာနိုင်ချိန်ဆက်သောအလုပ်တွေမှာတိုးတက်အောင်မြင်ပါလိမ့်မယ်ကံကောင်းစေသောကဏ္ဍများမှာ၆တက်ကဏ္ဍများဖြစ်ပါတယ်ရရရမြန်မာသူများကိုစေဝါတို့မဟုတ်စေဘဝါကတူရန်လိုက်ပါလေဇနီးသားသူများလုံးကိုစိတ်နှပြံကြမှာချမ်းသာကြပြီးကံညာ ံဝရိယသုံးချက်လုံးအကောင်အောင်ကျိုးပန်းတော်မူနိုင်ကြပါစေ။ဇနီသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကဲတွေကိုဆရာဇင်ော်နေနဲ့ဗီဒီယိုမင်းဆွနှွေးတိုင်မဲ့လို့တဲ့အခါ၃၉၈၉လေးကိုတလေးလေးတလေးတူဘိုင်ဘာမတဲ့ဆက်သွဲမင်းမြန်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်မြမယိုရပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများ အပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရာတို့ဟောပါအချင်းချင်းတပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယိုရပေရင် channel လေးကို like subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တနိုင်းတည်အောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်